အခုအချိန်ကမြို့တော်လိုင်းရဒီစစ်အာဏာရှင် ပြုတ်ကြဖို့တိုက်ခိုက်ဖို့တိုက်ထုတ်ဖို့အမြင့်ဖြတ်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီကောင်းလေးကခေတ်ဆက်ဆက်ကနေပြီးတော့ဒီလိုပဲကျွန်တော်တို့အနိုင်ကျင့်လာတယ်အနိုင်ကျင့်ပြီးတော့ကျွန်တော်တို့ဘောင်ထဲမှာခတ်ထားတယ်ကျွန်တော်တို့ကလွန်ပြင်းမှာသွားနေရတယ်လို့သွားရပေမဲ့အာဏာရှင်ရဲ့ပေါင်ခတ်ခြင်းကိုကျွန်တော်တို့ခံရတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ပညာတွေအားနည်းလာတာရှိတယ်အာဏာဘယ်အာဏာရှင်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အာဏာရှင်ရဲ့ရုပ်မာမှုကပြည်သူပြည်သားတွေကိုစာမတက်အောင်လုပ်ထားတဲ့ဟာတွေရှိတယ် တော်လိုင်းရကျွန်တော်တို့အညာသားတွေကျွန်တော်တို့မြေပြန်သားတွေရဲ့အခွန်းတော်ကိုတဲ့တဲ့ကြီးရောက်လာပြီလို့ခံယူဖို့လိုလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။မြင့်ကျန်စီတို့ပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကຫນွေဥတော်လန်ကြီးဟာအညာသားတွေရဲ့ပခုံးပေါ်ကိုကြားရောက်လာပြီလို့သတိပေးပြောဆိုလိုက်ပါတယ်။2023 24ခုနှစ်တွေကတိုင်းသားတက်ဖွဲ့တွေနဲ့ဗမာတက်ဖွဲ့တွေပေါင်းပြီးစစ်ကောင်စီကိုဥနိုင်တိုက်ခိုက်နိုင်ခဲ့ပေမဲ့အခုအချိန်မှာတော့စစ်တပ်ထိုးစစ်တွေကတော်လန်ကြီးဒေသတွေကိုပြန်လည်ရှိမ်းရှောက်လာနေပါပြီ။ အညာဒေတာကိုစစ်တပ်ထိုးစစ်တွေပြန်ဝင်လာနေခြင်းလည်းဖြစ်ဒေါ်လန်ရေးရန်ပုံငွေရှောက်ဖွေဖို့ကလည်းအရင်နဲ့စာရင်ပိုပြီးခက်ခဲလာခြင်းလည်းဖြစ်တာကြောင့်ဒေါ်လန်ရေးတပ်ဖွဲ့တွေအနေနဲ့ကြောချင်းကပ်ရင်ဆိုင်ဖို့လိုပါပြီ။ မင်းအောင်လိုင်းစစ်တပ်ဟာသူ့အလို့ကိုသူပုံမှန်လုပ်ပြီးရှေ့တိုးလာတာကြောင့်တော်လန်ရေးအဖွဲ့တွေအနေနဲ့စီစီလုံးလုံးတော်လန်ရင်ဆိုင်ကြဖို့အချိန်ရောက်ပြီလို့လည်းဗိုလ်စည်းတို့ကိုသက်ကြီးကသတိပေးပါတယ်။ဘာတွေဘလို့ပဲဖြစ်နေပါစေအခုချိန်ဟာစစ်တပ်ကိုတော်လန်ဖို့အကောင်းဆုံးအချိန်အဖြစ်ရှိနေစေဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းတော်လန်ရေးကိုသွေးမအေးပဲဆက်လက်ပါဝင်ကြဖို့မြေပြင်တော်လန်ရေးအဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကတိုက်တွန်းလိုက်ပါတယ်။ဘာပြောလို့တော်လန်ရေးအချိန်ကကျွန်တော်အရင်လည်းပြောခဲ့တယ်လို့ပဲကျွန်တော်ကျိုးပိုင်းထဲမှာထိုးတာမဟုတ်တဲ့အတွက် ကျွန်တော်တို့အချိန်တော့ခံမှန်းလို့မရပါဘူးနောက်တစ်ချက်ကလက်ရည်တို့ထိုးရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဘသူကွဲသူပြဲမယ်ဆိုတော့ကျွန်တော်တို့ခံမှန်းလို့လည်းမရဘူးပေါ့အဲ့တော့ကျွန်တော်တို့လည်းကွဲပါတယ်ပြဲပါတယ်အသူတို့လည်းနာတာပါပဲအဲ့တော့ဘာဖြစ်ကျွန်တော်တို့ကဒေတန္တရာအာသာချက်နဲ့သူတို့ကိုအများကြီးရှင်ပြိုင်တိုက်ခိုက်နေတယ်လို့ကျွန်တော်ညီတွေရဲ့အတွေ့အကြုံကလည်းအများကြီးသူတို့ကိုဒုက္ခပေးနိုင်ခဲ့တာတွေရှိပါတယ်အဲ့တော့ဘာဖြစ်ကျွန်တော်တို့ကတွားရမှာပဲကျွန်တော်တို့ရှောက်ပြီးသားလမ်းကနောက်ပြတ်ဆုတ်လို့မရတယ်လို့ရက်တန့်နေလို့လည်းမရဘူးအဲ့တော့ပုံမှန်တရရတက်ရမ အဲကြောင့်ကျွန်တော်ပြောခဲ့တာဇွဲတက်တိဆိုတာတော့ကျွန်တော်တို့မှာရှိပြီးသားဖြစ်တယ်ဇွဲလည်းရှိလို့ဒီချိန်ထိ၄နှစ်ကျော်၅နှစ်တွန်းမှာကျွန်တော်တို့ရက်တီလာနိုင်တယ်နောက်အဲ့ပေါ်မှာထပ်ပြီးတော့နောက်ကြာလာမယ့်အချိန်အတွက်ကျွန်တော်တို့ဘာလို့လဲဆိုတော့တက်လုံလို့လာတယ်တက်လုံကျွန်တော်တို့တော်လိုင်းစကနေအခုချိန်ထိကပြည်သူအခြေပြုတ်ပြီးတော့ကျွန်တော်တို့သွားရတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင် campaign တစ်နှစ်ကိုနှစ်ခါလောက်လုပ်ပါတယ်အဲ့ဒီ campaign ကရရှိတဲ့ငွေတွေကိုကျွန်တော်တည်တာတာကျွန်တော်စုဆောင်းဝယ်ယူထားတာတွေလည်းကျွန်တော် campaign ပြီးတာနဲ့မကြာမီမှာအများအားချချပြတာရှိပါတယ်အဲ့တော့ ကျွန်တော်တို့ကနောက်တစ်ခြားအခုကကြတော့ကျွန်တော်တို့ဘာပြန်စဉ်းစားရမလဲဆိုတော့ပြည်သူတွေကိုကျွန်တော်တို့ကပြန်ကြည့်တဲ့အနေနဲ့ကြည့်ရအောင်ကြည့်ရအောင်မယ်ဆိုတော့ဒီလက်တံလည်းပြောင်းခြင်းနဲ့ပြည်သူကိုလည်းကြည့်ရမယ်ဆိုတော့ဟိုပထမဆုံးပြောချင်တာတော့ဒီလက်တံကမ်ပိန်းလေးပြည့်မီုံနဲ့ကြော်လွန်ခဲ့ရင်တော့ကျွန်တော်တို့ပို့ပြီးတော့ဟိုတင်းနှက်မိမှာပါနှစ်သက်မိမှာပါပို့လဲအားရှိမိမှာပါဘာလို့လဲဆိုတော့ဒီကျွန်တော်တို့လိုအပ်ချက်တွေအများကြီးလိုအပ်ချက်အများတဲ့အပြင်ဒီတစ်ခါကျွန်တော်ရဲ့စီစဉ်ကဒီပြည်သူနည်းနည်းလေးပြည်သူဘက်ကဖိအားလေးတွေရှော့ကျင်တာဖြစ်တဲ့အတွက် ခဲရန်လေးတွေဝင်မယ်အဲ့ခြေရန်တွေအပူရှိလာတဲ့ခါကျရင်ကျွန်တော်တန်ရင်းရဲ့စီးပွားရေးပေါ့နော် investment တခုပေါ့လုံးဝ sure ဖြစ်တဲ့တေချာတဲ့ investment လေးလုပ်ပြီးတော့တန်ရင်းအတွက်ဝင်လာမဲ့ငွေလေးတွေကိုကျွန်တော်ရှာကျင်တာပေါ့နော်အဲ့အတွက်ပို့ပြီးတော့အဲကျွန်တော်အားမျောလင်းမိပါတယ်ပေါ့နော်ဒီအားကို2000လဲကျော်ရင်တော့ပိုကောင်းတာပေါ့သို့တော်ညာလဲလက်ရှိအချိန်ဒီမှာဒေါ်လာရေးမြေပြင်မှာရှိတဲ့ဒေါ်လာရေးအဖွဲ့တွေတော်တော်များများကလည်းဒီ campaign တွေလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ချိန်ရတာပေါ့နော်အဲကိုလောဘချီတဲ့တော့1000လို့လို့လည်းမရဘူး3000လို့ဟွာလို့လို့လည်း9000လို့လို့လည်းမရဘူးပေါ့နော်အဲ့တော့ ဟိုကိုယ့်ရဲ့ balance နဲ့ဖြစ်နိုင်ခြေလေးတွေအဲလုတ်ပြီးတော့ကျွန်တော်2000အောင်ထူပြီးတော့ကျွန်တော်တက်မှတ်ပြီးလုတ်တာပါအဲ့တော့ဒီ2000ကကျွန်တော်အကျိုးရှိရှိအတုံးချမှာဖြစ်တယ်လို့ရေရှည်အတွက်လည်းကျွန်တော် plan တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ပြောလင့်ပါတယ်ဒါလေးတွေကိုနောက်တစ်ချက်ကဆောပြောသလိုပေါ့ကျွန်တော်တို့ဆက်တိုင်နေမှာပါဆက်သွားနေမှာပါကျွန်တော်ဒီအာနာရှင်ကကျွန်တော်တို့ပပြောင်းမအောင်ရမယ်ဥနေဝင်လက်ထက်ကနေကစခဲ့တဲ့အာနာမျိုးသက်ကတောက်လျှောက်တောက်လျှောက်အများကြီးဖြစ်လာတယ်ကျွန်တော်တို့အခုချိန်ဟာ အခွင့်အခါအတင်လုံးအချိန်အကောင်းဆုံးအချိန်တောင်ပေါ်မြေပြစူးစီးမိစူးစူးစီးမိတဲ့အချိန်ပေါ့နော်အပိုပြီးတော့ဟောဖြစ်တာကြောင့်မြေပြန်သားတွေနေရာတိုင်းမှာတော်လန်ကြီးလှုပ်နေကြတဲ့အချိန်ဖြစ်တဲ့အတွက်အခုအချိန်နေရာမြို့တော်လန်ကြီးဟာဒီစစ်အာဏာရှင် ပြုတ်ကြဖို့တိုက်ခိုက်ဖို့တိုက်ထုတ်ဖို့အမြင့်ဖြတ်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီကောင်းလေးကခေတ်ဆက်ဆက်ကနေပြီးတော့ဒီလိုပဲကျွန်တော်တို့အနိုင်ကျင့်လာတယ်အနိုင်ကျင့်ပြီးတော့ကျွန်တော်တို့ဘောင်ထဲမှာခတ်ထားတယ်ကျွန်တော်တို့ကလွန်ပြင်းမှာသွားနေရတယ်လို့သွားရပါမိမယ် အာနာရှင်ရဲ့ပေါင်ဖြတ်ခြင်းကိုကျွန်တော်တို့ခံရတယ်။အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်ပညာတွေအားနည်းလာတာရှိတယ်။အာနာဘယ်အာနာရှင်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အာနာရှင်ရဲ့ရုပ်မာမှုကပြည်သူပြည်သားတွေကိုစာမတက်အောင်လုပ်ထားတဲ့ဟာတွေရှိတယ်။ကျွန်တော်တို့စာတက်တော်ညာလဲအဲ့ဒီစာကဟိုအင်မတန်အကျုံးဝင်တဲ့စာမျိုးမဟုတ်ဘူး။ဘွဲ့ရပညာတတ် ဖြစ်ပေမဲ့ပညာရှိဖြစ်ချင်မှဖြစ်တာ။အဲ့တော့အလားလေးတွေကွာခြားတာရှိတယ်အဲ့တော့ဒီကောင်လေးကဒီမြေမှာမရှိမှရမှာအာနာရှင်ကပြေပဲဖြစ်ဖြစ်မရှိမှရအောင်အဲ့တော့ဒီတစ်ချိန်မှကျွန်တော်တို့အာနာရှင်ကို မတိုက်ထုတ်နိုင်ဘူးဆိုလို့ရှိရင်နောက်ထပ်နှစ်ပေါင်း100လည်းဟုတ်တယ်နှစ်ပေါင်း1000လည်းဟုတ်တယ်ထပ်ပြီးတော့ဆိုးရင်ညာရှိတာကျွန်တော်တို့မြေပုံကြီးပျောက်သွားနိုင်တယ်အခုတော့မှကျွန်တော်တို့မြေပုံတစ်ချမ်းကိုအရှိတဲ့အဖျားနာလေးကိုလာနင်းပြီးတော့စော်ကားနေတာတွေရှိတယ်လေဒါတွေကိုပြည်သူတွေအနေနဲ့ကျွန်တော်တို့မြေကျွန်တော်တို့နိုင်ငံကိုထိတာကျွန်တော်တို့လူမျိုးကိုထိတာ ਨੇ တူတူပဲဗျတိုင်းရင်းသားဆိုတာလေကျွန်တော်တို့ဗမာပြည်မြေပုံမှာရှိတာကျွန်တော်တို့တိုင်းရင်းသားတွေအဲ့တော့ဘလူးမန်းကြီးပြည်ကျွန်တော်တို့ပါမှာဟာကိုကဒီမှာ ကိုဒေတာကိုမရောက်သေးလို့ဆိုပြီးတော့မလုပ်ပါနဲ့အားလုံးနဲ့တက်ဆိုင်နေကြနိုင်ငံအရေးဆိုတော့အားလုံးနဲ့တက်ဆိုင်နေအရေးကြခမရတို့တွေအိမ်ထဲကိုဝင်လာမှအိမ်ရှိကိုရောက်လာမှအိမ်ထဲကနေခေါ်ထုတ်သွားမှတက်တနာတွေရှာမှဘုံတွေကြမှကြည်တန်တွေမှန်မှဟာငါတို့စီရောက်လာပါပြီလားဆိုတဲ့ဟာမျိုးကမဟုတ်ဘူးဗျဟုတ်ကိုချင်းစာစိတ်လေးလည်းကျွန်တော်ရှိသိခြင်းတယ်ဘာလို့လဲဆိုတော့ကိုယ်တလအိမ်မဲ့16ချက်ရှိတယ်လေအနားနောက်ပြီးတော့အလေကြည်လိုက်မယ်တဲ့ခုချိန်မှာတော့အနားဆိုတာတော့ကျွန်တော်တောရွာတွေပေါ့ဗျာတောရွာတွေမှာခံနေရတယ်အများကြီးခံနေရတာလူလည်းမျက်စိအောင်တယ်မယ် အများကြီးခံနေရတာဘုံချဲတဲ့တန်လေးခံရတယ်။နောက်ဝင်လာတယ်မိဆိုးတယ်တက်တယ်အများကြီးကုန်နေကြပြီ။အများကြီးကုန်နေကြပြီ။အဲ့တော့အနားမှာလောလောဆယ်နောက်နေတယ်။အဲဒါမှမဟုတ်ကုန်းသလားအိမ်မဲ16ချဲရ။အလဲကိုနောက်ချိန်ကြရင်ခင်ဗျားတို့နှစ်ခုတွေ့တွေ့တွေ့လိမ့်မယ်။အဲ့တော့အလဲကိုနောက်ဝင်လာခဲ့မှာခင်ဗျားတို့အနားနောက်နေတဲ့ချိန်မှာကောက်ကုန်းချိန်ပဲခင်ဗျားတို့ပါဝင်ပူပေါင်းမှုကျွန်တော်ဟိုနေ့ကလည်းပြောခဲ့တယ်မကြောက်ပါနဲ့ပါဝင်ကြပါမကြောက်ပါကျွန်တော်တို့လည်းတာမန်လူပဲဗျာကျွန်တော်တာမန်လူတာမန်လူကနေမှကျွန်တော်ထထလောက်တာပဲ ကျုံးရောင်းနေတဲ့သူကမကြောက်ပဲဖြစ်သွားလိမ့်မယ်အဓိကလှုပ်ဖို့လိုတာပဲအလုပ်တစ်ခုကမလှုပ်ဖဲနဲ့ဟာငါဘာဖြစ်ပါမလားဆိုတော့မတွေးနဲ့လှုပ်ပြီးလို့ရှိရင်အဲ့ပုံမှာစီမျိုးသွားလို့ရှိရင်အဲ့အလုပ်ပဲဖြစ်ပြီဒါပေမဲ့အဲ့အလုပ်ပေါ်မှာအာယုံဆိုင်နှလုံးသားနဲ့တိဆောက်ရင်ဖက်နဲ့လှုပ်လို့ပြန်ပါလိမ့်မယ်ရှေ့လည်းရောက်ပါလိမ့်မယ်အဲကျွန်တော်ဒါလည်းပြောခြင်းတယ်နော်စစ်ကောင်စီကသူတို့လှုပ်ဆရာရှိတဲ့လူကိုတစ်ဆိုင်မှတ်မှတ်လှုပ်နေတာဗျတစ်ဆိုင်မှတ်မှတ်လှုပ်နေတာမောင်းဆုံးကန္တာပေါင်းဆုံးကနေတစ်ဆိုင်မှတ်မှတ်လှုပ်တာညီပြလက်ပါမယ် နောက်တစ်ခါဒီကျွန်တော်လူမှုကွန်ရက်စာမျက်နှာတွေမှာအဲလာပြီးတော့ကျွန်တော်တို့ဒီစိုင်ဝါပုံစံမျိုးတွေပေါ့နော်အဲဒါဓာတ်တွေလည်းကျွန်တော်တို့ပါတယ်နောက်အဖွဲ့အချင်းတွေးခွဲစည်းရုံးတာတွေကျွန်တော်တို့မမြင်နိုင်တဲ့အရင်ခေတ်ကဒလန်ဒလန်မြကျွန်တော်တို့ဒေါ်လာရေးစာတော့အဲ့ဒလန်ရှင်းနဲ့ဖောင်းထိုင်းဆိုကျွန်တော်တို့ပြီးသွားပြီဒါဒလန်ကတော့တရှိုးဖြစ်သွားတယ်တရှိုးဆိုတာအင်မတန်လေးနဲ့သွားပြီအဲ့တော့စိတ်ဝင်လာတဲ့တရှိုးကကျွန်တော်တို့မမြင်နိုင်ဘူးမသိနိုင်ဘူးကျွန်တော်ထဲမှာလည်းရှင်းရှင်းပဲအခြားထဲမှာလည်းရှင်းရှင်းပဲအန်ရတိတ်ညာ ဲ့တော့ဒီတက်ရှိုးတွေကမမြင်နိုင်တာဖြစ်တဲ့ကျွန်တော်တို့နီးမျိုးတုံနဲ့တွေးကွဲနေတာတစ်ဖက်နဲ့တစ်ဖက်ဒီလိုတွေဖြစ်နေကြတယ်အဲ့တော့ကျွန်တော်တော်လိုင်းရဲ့တက်ဖွဲ့တွေအနေနဲ့လည်းဒါလေးတွေကိုပြန်ဆန်းစစ်ပြီးတော့ကျွန်တော်တို့သုံးသပ်တယ်တော်လိုင်းကကျွန်တော်တို့အညာသားတွေကျွန်တော်တို့မြေပြန်သားတွေရဲ့ပခုံးမော်ကိုတဲ့တဲ့ဒီရောက်လာပြီလို့ခံယူဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့ပခုံးမော်ကိုတဲ့တဲ့ရောက်လာကျွန်တော်တို့ကယုံမှာကျွန်တော်တို့အားကိုးရမယ့်ကျွန်တော်လက်ကျန်အရာဖွဲ့စည်းတွေကျွန်တော်ရှိမယ်ဒါတွေကလည်းသူတို့ဘက်သူတို့လုပ်ဆရာရှိတယ်လို့လုပ်မှာပဲ ဒါတွေကတော့ပတ်သက်တဲ့ဆက်ဆက်တဲ့ဒေါ်လာရေးသမားတွေအားလုံးသိကြတယ်။ဒါတို့ရဲ့ဖွဲ့စည်းရဘလို့ဆိုတာအားလုံးသိကြတယ်။အဲ့တော့ကျွန်တော်တို့တို့ကလည်းတို့ဘက်သူရှိတယ်။ကျွန်တော်တို့ကဏ္ဍမှာကျွန်တော်တို့ကညီညွတ်ဖို့ပေါင်းစုဖို့အားလုံးလှုပ်ကြဖို့လေကျွန်တော်တို့လိုလာပြီဗျ။လိုလာပြီ။ကျွန်တော်တို့အတိတ်ကတော့မြေပြတ်မှာရှိတယ်။ကျွန်တော်အညာသားတွေပေါ့နော်။အညာဆိုရင်လည်းအချားနေရာတွေပါတာပေါ့နော်။အဲကျွန်တော်အထက်မှာဥမာအရာတွေတို့ပါလို့လည်းကျွန်တော်တို့ဒီဆက်ဆက်ပြီးမကွေးနဲ့စီစဉ်သွားမှာရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်မြေပြန်သားတွေအနေနဲ့ကျွန်တော်တို့တော်လိုင်းတာဝန်တွေကကျွန်တော်တို့ပခုံးမကိုကြာရောက်လာပါပြီ။ကျွန်တော်တို့ ညင်ညွညွနဲ့လောက်ကြကြအောင်ဆိုတော့ကျွန်တော်ကိုဆောင်ကားတို့ပေါင်းနေတယ်ကျွန်တော်ဆက်ဆံရေးတိစောက်တာလည်းအများကြီးရှိပါတယ်ကျွန်တော်ကတော်လိုင်းရဲ့အတွက်ဆိုရင်လက်ရှိကျွန်တော်ကကျွန်တော်ကမျိုးသားညင်ညွဆိုရကာကွယ်ရေးဝန်ကြီးဌာနအောက်ကတည်ရင်မှုတယောက်ပါသူတို့ညာလဲကျွန်တော်ကကျွန်တော်ရဲ့ဌာနနဲ့ကျွန်တော်တည်ရင်ဟိုလေစော်ကားနေမှာမဟုတ်တယ်လို့တော်လိုင်းရဲ့အတွက်ဆိုလို့ရှိရင်မြေသူနဲ့ပူပေါင်းပြီးတော့လောက်ရလောက်ရကျွန်တော်လုံနိုင်မှုအကျင့်တင်ပါမယ်လုံလဲလုံပါဒီလိုကိစ္စမျိုးမှာကျွန်တော်ကတော့လာပြီးပြောရင်အဆင်ပြေမှာမဟုတ်ဘူးကျွန်တော်စော်ကားပြီးလုံမှာမဟုတ်ဘူးဘောင်းကိုကြော်ပြီးလုံမှာမဟုတ်ဘူးဒါပေမဲ့တော်လိုင်းရဲ့အတွက်ရှေ့ရှုပြီးတော့ မြည်သူလူမျိုးမြည်သည့်အဖွဲ့အစည်းနဲ့ဖြစ်ဖြစ်ဥပပေါင်းပါဝင်ပြီးကျွန်တော်အမြဲတမ်းပါပဲအကူဆောင်ခါတို့ ਨੇ ကျွန်တော်ပြောတာပြောထားတာကြီးလည်းရှိတယ်ကျွန်တော်ကြီးတယောက်အနေနဲ့အကူဆောင်ခါတို့လုံးမဲ့နေရာမှာကျွန်တော်အားဖြည့်ပြစေအားလည်းကျွန်တော်ပြန်ပြီးတော့ဟိုဖြစ်ပါမယ်ဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်ကိုဆောင်ခါလည်းဆိုလည်းချိန်ချိန်ကျွန်တော်တွေ့ပါတယ်အဲ့တော့ကိုဆောင်ခါကလည်းအားရှိစရာစကားလုံးအနေနဲ့ကျွန်တော်ကိုပြောပါတယ်ပြောပါတယ်အများကြီးပြောအဲ့တော့ကျွန်တော်တို့အညာအားကောင်းပါပါအားကောင်းပါအဲ့တော့ကျွန်တော်တို့ပူးပေါင်းပါဝင်ကြမယ်เนาะတော်လိုင်းအဖွဲ့အစည်းတွေအနေနဲ့လည်းကျွန်တော်တို့ ဲဆွာပြောသလိုပေါ့နော်ဟိုတယောက်နဲ့တယောက်ငါဆိုတဲ့ဟာမထားမင်းနဲ့ကျွန်တော်တို့ပြုပြင်ကြအောင်အပြောလေးတွေလျှော့ပြီးတော့လုံးတင်တာလေးတွေကျွန်တော်တို့ထက်လုပ်ရမယ်လူဆိုတာတော့မှားနိုင်တာပေါ့ဗျာကျွန်တော်လည်းမှားခြင်းမှားမှာသို့တော်ကြလေကိုမှားတယ်အမှဒီတော်လန်ရေးအပေါ်မှာအသိရှိရှိနဲ့တိတိကြီးနဲ့မှားတာမျိုးတော့မဖြစ်စေချင်ဘူးဒီတော်လန်ရေးကိုရှေ့ရှုပြီးတော့စေတနာအမှားမျိုးဆိုရင်တော့ကျွန်တော်တို့မှားကြပါပါနော်တိတိကြီးရဲ့ဥမာအတကြောင့်မှားတဲ့အမှားမျိုးတွေဒါမျိုးတွေတော့လုံးဝကျွန်တော်တို့မလုပ်ပါနဲ့လို့ကျွန်တော်ကပြောချင်ပါတယ်အဓိကတော့ ကျွန်တော်ပြောချင်တာကကျွန်တော်ကဒီဖောက်ပြန်တဲ့လူတွေကိုကျွန်တော်တို့တော်လန်နေတာဗျဒီအာနာရှင်ဆိုတာတကယ်နိုင်ငံရေးသမားတွေတိရမှာနိုင်ဟိုခေတ်ဆက်သက်ကနိုင်ငံရေးကိုခုလုံးလုပ်ပြီးတော့ကိုရိုးရှာတဲ့ကောင်တွေဒါပဲဒီကောင်တွေစိတ်မချတာပဲတကယ်ဒီကောင်တွေကချက်လို့တယ်တကယ်ပေးဆက်ရတော့ကျွန်တော်တို့ကတိုက်တယ်ခိုက်တယ်တကယ်တည်သွားပြီဆိုရင်လူငယ်တွေနဲ့ကြုံးမွဲလူတန်းသားတွေပဲပေးဆက်ရတာဒီကောင်တွေကခေါင်းပုံဖြတ်သွားတာ ဲ့တော့ဓာမျိုးတွေလည်းကျွန်တော်တို့ကမရှိအောင်ဆိုရမှာအဲ့တော့ဖောက်ပြန်သူတွေကိုတော်လန်နေတဲ့တော်လန်ရေးသမားတွေကမဖောက်ပြန်ဖို့တော့တိတ်အရေးကြီးတယ်ကိုကုတ်ကိုဆန်းစစ်ဖို့လိုတယ်ကျွန်တော်တို့ကိုကုတ်ကိုပြုတ်ပြင်ရမယ်ပေါင်းစီရမယ်ဒါလေးတွေလည်းအရေးကြီးပါတယ်အရေးကြီးရင်ကျွန်တော်တို့တွေးစီရမယ်အချိန်လည်းကျွန်တော်တို့ရောက်ပါပြီအဲ့တော့ကျွန်တော်တို့တွေအကောင်းဆုံးဖြစ်ဖို့နောက်ဆုံးအခွင့်အရေးကိုကောင်းကောင်းရဖို့တော့တနက်ပြောင်းသွားမှာကျွန်တော်တို့ဘယ်တော့ပဲရင်ဆိုင်ရရင်ဆိုင်ရကျွန်တော်တို့တွေအရေးကြီးတာ ဓားသွားပေါ်မှာအသက်ရှူနေရတဲ့ပြည်သူတွေကိုကယ်တင်ဖို့ကျွန်တော်တို့တော်လိုင်းရေးသမားတွေဝါညမစိုက်ကြပါစို့လို့ပြောကြရင်းနဲ့ကျွန်တော်ညီကုန်းထုတ်ပါတယ်ခင်ဗျာ